Hello ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါအခုကျွန်မစပြီးတော့ပြောပါမယ်เนาะဒီကာလပေါ့เนาะပြောရမယ်ဆိုလို့ရှင်တော့ဒီကာလเนาะဒီကာလဟာချစ်တော်သူတွေကိုကျွန်မပြောထားပြီးဖြစ်ပါတယ်เนาะဒီလာတွေဒီကာလတွေမှာဂျူအနေထားတွေရเนาะကျွန်မတို့ကောင်းငင်မှာဖြစ်နေတဲ့ဂျူအနေထားတွေက ကောင်းတဲ့ဘက်မှာရှိမနေဘူးပေါ့နော်အင်္ဂါဂျိုးဂျာဟိုအမြဲတမ်းကောင်းနေတဲ့ဂျာသပတိဂျိုးလည်းကောင်းတဲ့ဘက်မှာရှိမနေတဲ့အပြင်ဂျိုးအပြောင်းလဲတွေဖြစ်နေတယ်နော်ဖြစ်နေတဲ့အပြင်အစည်းအနှင်းတွေလည်းရှိနေတဲ့အတွက်ဒီကာလဟာကျမတို့ဂယုဆိုင်ရမယ်ကာလဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကာလတည်းမှာဂျိုးနေထားရနော်အဲဂျာသပတိဂျိုးဟာ 17ရက်နေ့9လပိုင်းတုန်းကเนาะတနင်္ဂနွေနေ့မှာမိသားရာဒီကနေပြီးတော့မေထုံရာဒီကို ပြောင်းနေတောက်ကြချူနဲ့စနေချူတွေဟာမင်းရာဒီမှာတောက်ကြနဲ့စနေနဲ့အတူတူသွားနေတယ်ပြောမယ်ဆိုတော့တောက်ကြနဲ့စနေနဲ့ဆိုတာလေဒါလေမတည့်တဲ့ချူပေါ့เนาะအဲကောင်းတဲ့တောက်ကြချူဟာသောမချူနဲ့ ပါပကျိုးစနေကျိုးတို့ဟာအတူသွားနေတာကောင်းနေသွားခြင်းတော့မဟုတ်ဘူးပေါ့နော်အဲ့လိုသွားနေရှိတယ်။ Yahoo ကလည်းနော်15ရက်နေ့ကနော်ကြာသပတေးနေ့မှာမင်ယာဒီကနေပြီးတော့ကုံယာဒီကိုပြောင်းနေနော်။ဒါအပြင်ကျမတို့ဟို Yahoo ဟာပေါ့နော်ဒီနှစ်ထဲမှာ Yahoo နဲ့စနေနဲ့နော်အပြန်ဟိုသွားကြလာလေရှိတဲ့အတွက် ကျမတို့ရှိမှလည်း ်တဘာဝဘေးတွေဂျုံခဲ့တယ်ပေါ့နော်ကဲအခုလဲဒါဂျုံနိုင်စရာကြီးရှိတယ်ဆိုတာတော့ကျွန်မပြောပြမှာဖြစ်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့၆တာမဟုတ်ဘူးဒါပေမဲ့လဲတတိဆိုတာပိုတယ်မရှိဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်မပြောပြပါမယ်ဒီကာလမှာဂျိုအနေထားတွေကြောင့်မြေကလင်းတွေလှုပ်နိုင်ပါတယ်မြေကလင်းတွေလှုပ်နိုင်တယ်ပြီးတော့မြေပြိုတာတွေเนาะမီးလောင်တာတွေလည်းကြုံရနိုင်တယ်မုန်တိုင်း မုန်တိုင်းလေတိုက်နိုင်နေမိုးကြီးတာတွေတချို့ဒေသတွေမှာမိုးအရန်ကြီးတာတွေကျုံရတဲ့တဲ့မိုးကြီးတာတွေလေကြီးတာတွေမုန်တိုင်းတိုက်တာတွေကျုံရနိုင်နေပေါ့နော်ဒါတွေအပြင်ကိုအင်္ဂါဂျူရဲ့အနေထားကြောင့်ကျမတို့မှာဘာဒီကျုံရနိုင်တယ်လဲဆိုလို့ရှိရင်နော်လူတွေမှာအဖျားအနာကျုံရနိုင်တယ်နော်ယောဂဘေးပေါ့နော်ယောဂဘေးတွေကျုံရနိုင်တယ်နောက်နမိတ်ကြီးတဲ့ပုံကိုတချို့ ကျမကြီးညံ့နာမျိုးကျုံရနိုင်နေပေါ့နော်။နောက်တချို့ဒေသတွေမှာနော်အစာရေစာ ရှားပါတာတွေကျုံရနိုင်နေရေတချို့ရေသားတွေမှာရေကြီးပြီးတော့တချို့ဒေသတွေမှာရေရှားသွားတာပေါ့နော်ရေပြက်လက်တာရေရှားတာနောက်အစာအစာရှားပါတာဒါမျိုးကျုံရနိုင်ပါတယ်အဲ့တော့သဘာဝဘေးကျုံရနိုင်နေပြီးတော့ယောဂဘေးကျုံရနိုင်နေပြီးတော့ကျမတို့ နော်အစာရည်စာအစာနဲ့စေးနဲ့ရှားပါတဲ့ဘီကျုံရနိုင်ပါတယ်နော်အဲ့တော့ဒါအပြင်ဂျိုနေထားကြောင်းနောက်ထပ်ကျမဘာတစ်ခုသွားတွေ့လဲဆိုတော့ပစ္စည်းဥစ္စာရှိနေတဲ့ချမ်းသာနေတဲ့လူတွေနော်နှိမ့်ဆက်ခံရတဲ့ဂိမ်းတွေနော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနှိမ့်ဆက်ခံရတဲ့ဂိမ်းတွေတဲ့အတွက် တချို့လူတွေကိုကျမအကြံပြုချင်ပါတယ်မေတ္တာနဲ့အကြံပြုချင်ပါတယ်နော်အဲ့ဒါဘာလဲလို့ပြောရင်နော်ကို့မှာရှိရင်လဲသိပြီးတော့ရှိတဲ့အကြောင်းကိုလူတွေကိုကြွားဝါပြီးတော့မပြောတာကောင်းတယ်ပေါ့နော်အဲဒါမျိုးလေးလဲကျမအကြံပြုချင်ပါတယ်နော်အဲ့တော့ရှိတာမရှိတာကို Facebook ပေါ်မှာတင်ပြီးတော့ကြွားဝါတာတွေဒါတွေကကိုယ့်ရဲ့အနေရီကိုကိုကဖိတ်ခေါ်နေသလိုပဲပေါ့နော်အဲ့တော့ပစ္စည်းဥစ္စာရှိတဲ့လူတွေကလည်းနော်မရှိတဲ့လူတွေကို ဒါမြှဝေပေးတာလှူဒန်းပေးတာဒါတော့ကောင်းတဲ့အလုပ်ပေါ့နော်အဲဒါမဲ့ဒီညမှာကျွန်မပြောချင်တာကပစ္စည်းဥစ္စာရှိတဲ့လူတွေကပစ္စည်းဥစ္စာ အကြောင်းမျိုးမျိုးကြောင့်ကုန်နိုင်တော့ဘေးရှိနေတယ်ဒီကာလအတွင်းပေါ့နော်အဲ့တော့ဒီကာလဆိုတာက2025အတွင်းမှာဖြစ်ပါတယ်နော်အဲ့တော့ဂယူးဆိုင်ပါလို့ကျွန်မကပြောပြစီ နောက်တစ်ခုကကျွန်မတို့နော် ဟိုပြည်သူ အများလူအများစုပေါ့နော်လူအများစုမှာ အနာယောဂာနဲ့နော်အစာရေစာရှားပါခြင်းဆေးဝါးပြက်လက်ခြင်းဒီလိုမျိုးကြုံရနိုင်တဲ့အတွက်ကျမတို့ ဟိုရေဒီယာအနေနဲ့ပေါ့နော်ကျမဒီရေဒီယာအနေနဲ့ကျမထပ်ပြီးတော့ပေးချင်တာဗာလဲဆိုရင်သီရသိမ့်မိဂါတာနော်သီရသိမ့်မိဂါတာကိုရွတ်ပါကို့အတွက်သုံးခနော်ကို့အတွက်ကိုကိုကိုကာခွဲဖို့အတွက်သီရသိမ့်မိဂါတာကိုသုံးခပူဇော်ပါနော်အဲ့ဒါကိုကိုလုံဂါတာလို့လည်းခေါ်ပါတယ်နော်အဲသီရသိမ့်မိဂါတာကိုကျမပြီးရင်ဒီ post ရဲ့ comment မှာကျမ တိရသိမိခါတာကိုကျွန်မတင်ပြပါမယ်နော်တိရသိမိခါတာကိုကို့အတွက်ပူဇော်ပါပြီးရင်မိခင်ဆိုရင်သားသမီးတွေအတွက်ပါပူဇော်ပေးပါနော်သားသမီးတွေကိုလည်းတိရသိမိခါတာကိုတင်ပြပါ နော်ကျမကိုယ်တိုင်သီရသိမ်မိဂါထာကိုအခုပေါ့နော်ဒီကာလမှာကျမကသီရသိမ်မိဂါထာကိုအမေတော်အောင်ဆန်းစုကြည်အတွက်ကျမပူဇော်ပေးတယ်အရင်တုန်းကတော့ကျမကိုကိုကိုပူဇော်တယ်ပြီးရင်ကျမဖေဖေအတွက်ကျမပူဇော်ပေးတယ်ပြီးရင်ကျမရဲ့နော်သားသမီးတွေမိသားစုဝင်တွေတရားချင်းစီအတွက်ကိုကျမပူဇော်ပေးတယ်ပေါ့နော်အဲ့တော့အခုလဲကျမအားလုံးကိုအကြံပြုခြင်းနဲ့မေတ္တာနဲ့အကြံပြုခြင်းနဲ့ကို့အတွက်အရင်ပူဇော်ပါပြီးရင် ကိုမိသားစုဝင်တွေအတွက်နော်တဦးကို၃ခေါက်နှုံးနဲ့ပူဇော်ပေးပါနော်အဲ့လိုပူဇော်ပေးခြင်းအပြင်ကိုမိသားစုကိုကိုကအထိုက်လျောက်နော်ကာကွယ်ပေးနိုင်ပါလိမ့်မယ်နောက်တစ်ခုကကျတော့အိမ်ကိုကျမတို့စီးချခါတာနဲ့စီးချပါနော်ဒါကအခုအချိန်ဒီမှာကျမတို့နော်ဖြစ်လာပြီးမှ လောက်တာထက်ကြိုတင်ကွယ်ရတော့ဒါအကောင်းဆုံးမှာအဲ့ဒါကြောင့်စီးချကြတာကိုလေကျမက comment မှာကျမ post လေးတင်ပေးပါမယ် comment မှာကျမတင်ပေးမယ်အဲ့ဒီ comment ကနော်ဒီစီးချကြတာလေးကိုပဲကူပြီးတော့နော်ပုံမှန်တနေ့ကိုတစ်ခေါက်ပေါ့နော်ဘူးဆိုပါကျမဒီနေ့ဒီချိန်ထိကျမ ကိုကျွန်မစီးချရတယ်ပြီးရင်ကျွန်မရဲ့အိမ်ကိုကျွန်မနေတဲ့အိမ်ကိုကျွန်မစီးချရတယ်ပေါ့နော်အဲ့တော့ချစ်တော်သူများကိုလည်းအဲ့ဒါလေးကိုတော့ကျွန်မလှုပ်ဖို့ကျွန်မမြတ်တာနဲ့နော်ကျွန်မလှုပ်တယ်လို့လှုပ်ဖို့ကျွန်မမြတ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့အဲကျွန်မဆက်ပြီးတော့ပြောပါမယ်နော်ဒီကာလမှာဂယူဆိုင်ရမယ့်အရာတွေကအဲကျွန်မခုနပြောတဲ့အရာလေးတွေကတော့ဒါ2025မှာဒါဂယူဆိုင်ရမယ့်အရာတွေပေါ့နော်